ားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ပြောပြမယ့်အကြောင်းအရာတော့ဒီကင်မရာရောထဲမှာရှိတဲ့ဒီ virus နဲ့ saturation အကြောင်းလေးကိုကျွန်တော်နည်းနည်းလေးရှင်းပြချင်တာပါကျွန်တော်တို့ဘောနော်ပုံမှန်ဒီဓာတ်ပုံပြင်တဲ့သူတွေအတွက်ကတော့ဒီ virus နဲ့ saturation ကမဖြစ်မနေအဲကျွန်တော်ပုံတပုံပြင်တိုင်းပြင်တိုင်းမှာ၃၃ရမယ့် tools တွေပေါ့နော် သူတို့အဲ့အကြောင်းသူတို့နှစ်ခုရဲ့လှုပ်လှုပ်ပုံကိုကောင်းကောင်းသဘောပေါက်ဖို့လိုအပ်တယ်ပေါ့နော်အဲ့နှစ်ခုကိုကျွန်တော်သဘောမပေါက်ဘူးဆိုလို့ရှိရင်ကျွန်တော်ဓာတ်ပုံပြင်တိုင်းပြင်တိုင်းမှာကျွန်တော်ဒီ color temperature တွေဒီ color ရဲ့အရောင်ပြောင်းလဲမှုတွေကမှားအောင်မှားနေအောင်မှာပါပေါ့နော်အဲ့တော့ကျွန်တော်ဒီနေ့ကျွန်တော်နားလည်တဲ့လောက်လေးမိတ်ဆွေတို့ဒီအကြောင်းအရာလေးကိုနည်းနည်းလေးမျှော်အောင်ပေးပါမယ်ဟုတ်ပြီပထမဆုံးအနေနဲ့ကျွန်တော်ဒီ vibrance နဲ့ saturation ကိုကျွန်တော်နည်းနည်းလေးကြည့်ကြည့်အောင်နော်အဲ့တော့ကျွန်တော်ပထမဆုံးအနေနဲ့ကျွန်တော် vibrance ကိုကျွန်တော်တင်ကြည့်ကြည့်မယ်ပေါ့နော် driver ကိုတင်ကြည့်တဲ့ချိန်မှာကျွန်တော်တို့တာမန်ပေါ့နော်ဒီတိုင်းကြည့်မယ်ဆိုလို့ရှင်သူကအရှောင်းပို့ပြီးတော့မှ ဆိုပြီးတော့တောက်သွားတာပေါ့နော်အရှောင်းလေးတက်လာတာပေါ့နော် okay ဒါတစ်ခုဟုတ်ပြီနောက်တစ်ခုအနေနဲ့ကျွန်တော် saturation ကိုထပ်တင်ကြည့်အောင် saturation ကိုကျွန်တော်တင်ကြည့်လိုက်တဲ့ခါကျတော့ဘာဖြစ်လဲသူလည်းအဲ့လိုပဲအရှောင်းလေးပို့ပြီးတော့တောက်လာတာနော်တက်လာတာပေါ့နော်ဟုတ်ပြီတာမန်ပေါ့နော်ဒီတိုင်းကြည့်မယ်ဆိုလို့ရှင်အဲ့နှစ်ခုက တူတူပဲလို့ကျွန်တော်တို့ထင်ရတယ်။ဒါပေမဲ့မိတ်ဆွေတို့တည်တာမှာတကူအဒီနှစ်ခုရဲ့အပြောင်းလဲမှုဟာတကူနဲ့တကူလုံးဆောင်ကြခြင်းလုံးဝမတူပါဘူး။ပထမဆုံးအနေနဲ့ကျွန်တော်အဲ့နှစ်ခုကိုကျွန်တော်မပြောခင်ကာလာအကြောင်းလေးနည်းနည်းလေးပြောပြခြင်းနဲ့အဲ့တော့ကျွန်တော်တို့ဒီကာလာကတော့လေဒီပတ်ဝန်းကျင်မှာကျွန်တော်အယောင်တွေကတော့အမျိုးမျိုးရှိရပါတော့။အဲ့တော့အယောင်တွေအယောင်တွေတိုင်းမှာကျွန်တော်ဥမာထားပါတော့ကျွန်တော်အစိမ်းအောင်ဆိုပါစို့အစိမ်းအောင်မှာအဲမိတ်ဆွေတို့နည်းနည်းလေးမြင်အောင်ကြည့်ခြင်းနော်။အယောင်မှာအစိမ်းအောင်မှာ သူ့ရဲ့အယောင်ကပြောင်းလဲမှုရှိရပေါ့နော်အယောင်ပြောင်းလဲမှုရှိတယ်ဥမာအဖြစ်အစိမ်းအောင်မှာအစိမ်းအဖြော့ရှိမယ်အစိမ်းအရင်ရှိမယ်အစိမ်းအနုရှိမယ်စသဖြင့်ပေါ့အဲ့လိုမျိုးအယောင်ပြောင်းလဲမှုတွေရှိတယ်โอเคအဲ့လိုအယောင်ပြောင်းလဲဒါတစ်ခုရှိမယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကအဲ့အယောင်မှကျွန်တော်တို့ကပိုလင်းသွားတာရှိရဲ့အယောင်အဲ့အယောင်လေးကနည်းနည်းမိမ့်မိမ့်လေးရှိရဲ့ဟုတ်လားနော်အယောင်မိန်တာရှိမယ်အယောင်လေးကနည်းအစိမ်းတက်တောက်လေးဖြစ်မယ်အဲဒါအစိမ်းအောင်ဆိုအစိမ်းတက်တောက်ဆိုဒါပိုလင်းသွားတာပေါ့နော်โอเคအဲ့လိုမျိုးပေါ့နော်အယောင်မှမအဲ့လိုမျိုး အဲသူ့မှာလည်းအလင်းတံမိုးလေးရှိရပါတော့ဒါအောင်မဲဆိုရင်နားလဲရမယ်အဲ့တော့အယောင်တွေမှာကျွန်တော်တို့ကအဲအနုရင်းရှိမယ်ပြီးတော့အယောင်တွေမှာအလင်းတံမိုးလေးရှိမယ်ဒါအောင်မဲဆိုရင်ပထမဆုံးအနေနဲ့သိရမယ်ကောင်းပြီအဲ့တော့ကျွန်တော်တို့ကဒီ saturation ကိုတင်ကြည့်မယ်ဆိုလို့ရှိရင်ကာလာတွေကလုံးအောင်မသိသေးတာပူတောက်ပါတယ်ပူပြီးတော့ဆိုပြီးတော့မှခက်ကြမ်းကြမ်းပါတော့ဖြစ်သွားတယ်ပေါ့အဲ့တော့ saturation ကိုတင်ရင်ဘာဖြစ်လဲဆိုတော့ကျွန်တော်ဒီပုံမှာရှိရဲ့ အယောင်နေကမူကိုမူရင်းရှိပြီးသားအယောင်ထက်ကို ပို့ပြီးတော့မှ ပို့ပြင်းတဲ့အယောင်နေဖြစ်လာတာပေါ့နော်အဲ့တော့ကျွန်တော်တို့တင်ကြည့်ကြည့်မယ်တင်ကြည့်မယ်ဆိုလို့ရှိရင်သူ့မှာကတော့ကျွန်တော်တို့ကအာဒီအလင်းတံပိုးတွေမရှိဘူးအဓိကပြောချင်တာကဟိုမှာအစိမ်းအောင်ကဟိုမှာထားပါတော့90ရာခိုင်နှုန်းလောက်ပဲစိမ်းနေပေါ့โอเคကျွန်တော် saturation ကိုတင်လိုက်မယ်ဆိုရင် तू က100%စိမ်းနေအစိမ်းအောင်တစ်ခုဖြစ်သွားမယ်ဒါပေမဲ့သူ့မှာ အစီအောင်ဖြော့တာတွေမှိန်တာတွေတောက်တာတွေမရှိဘူးโอเคအစိမ်းရဲ့ဘူလာဒီစိမ်းနေတဲ့တံပိုးကိုပဲပို့ပြီးတော့မြောင်းအောင်သူကလှုပ်ပေးလိုက်တာโอเคအဲ့တော့သူ့ saturation ကကျွန်တော်ဒီလူပုံတွေသုံးတဲ့ခါကြလို့ရှင်အဲနည်းနည်းလေးပေါ့နော်ဟိုမိတ်ဆွေတို့အနေနဲ့ဟိုအရန်ကြီးသုံးဖို့ မလိုဘူးလို့ကျွန်တော်ထင်တယ်ဗောနော်ဘာလို့လဲဆိုတော့လူပုံတွေမှာကကြတော့ကျွန်တော်ကဒီ saturation ဆိုလူထားပါတော့ဗျာကျွန်တော်တို့ကဒီလူတယောက်ရဲ့ skin tone ကကျွန်တော်အနီနဲ့အဝါကြားဗောနော်အဲ့ဈာမှာရှိတဲ့ color တစ်ခုအယောင်တစ်ခုဗောနော်ဒါပါတော့ကျွန်တော်အဲအနီဆက်ဆက်အသားအသားကြီးရဲ့အနီဆက်ဆက်ဟာဘာဘာမှန်လေးအဲ့ဆက်ဖြစ်အဲ့လိုမျိုးပြောကြတာဗောနော်အဲ့တော့လူ ဒူမာဆိုလို့ရှိရင်သူ့ရဲ့စကင်မှာလည်းအယောင်တွေရှိတယ်။ပြီးတော့စပင်မှာရှိတယ်၊အင်ဂျီမှာရှိတယ်၊စသဖြင့်ပေါ့အဲ့လိုမျိုးပေါ့။အဲ့တော့ကျွန်တော်တို့ကဒီ saturation ကိုကျွန်တော်ကတင်လိုက်မယ်။တင်ပြီးတော့ဒီလူပုံတွေပြင်တဲ့ခါကျရင်သုံးမယ်ဆိုလို့ရှိရင်မိတ်ဆွေတို့က okay မသိပဲနော်။ဟောငါအယောင် okay သူ့သူ့တင်လိုက်တော့ပို့ပြီးတော့ color တွေစူသွားတာပဲဆိုပြီးတော့ရှောက်တင်ကြီးလိုက်မယ်ဆိုလို့ရှိရင်မိတ်ဆွေတို့အနေနဲ့ဒီပုံမှာရှိတဲ့ဒီ skin tone တွေပြောင်း skin tone တွေကပိုရင့်သွားတာရှိမယ်။အဲ့အဲ့လိုမျိုးပေါ့နော်။အယောင်တွေက တီးတာကျန်းတဲ့အနေထားမျိုးတွေဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်အဓိကပြောချင်တာက saturation ကဘယ်လိုနေရာတွေမှာအသုံးများလဲဆိုတော့ကျွန်တော်တို့ဒီ sugar ပုံတွေအသုံးများတယ်ပြီးတော့ကျွန်တော်တို့ဒီတခြားပေါ့နော်ဒီအရောင်ပေါ့တီးတာအရောင်မှာပို့ပြီးတော့ဆူတဲ့အရောင်ပေါ့နော် မထားပါအစိမ်းဆိုတော့အစိမ်းကျွန်တော်ဓာတ်ပုံတွေမှာရိုက်ထားတာက90ခန်းတော့ပါတယ်အစိမ်းဒါပေမဲ့တကယ်တကယ် customer လိုချင်တာကโอเค100ခန်းတော့အစိမ်းလိုချင်တယ်โอเคအဲ့ကြတော့ကျွန်တော် saturation ကိုသုံးတင်တယ်သူကတော့အရောင်ကလုံးဝပြောင်းသွားတာမဟုတ်ဘူးငကူမရှိရင်ဆွဲအရောင်ပဲပို့ပို့ပြီးတော့မှပို့တောက်အောင်သူကလှုပ်ပေးလိုက်တာပါနော်โอเคဒီလောက်ဆိုရင်မေးဆိုတော့နားလည်းမတင်နဲ့โอเคအဲ့တော့ကျွန်တော် virus အကြောင်းလေးကိုကျွန်တော်နည်းနည်းရှင်းပြ virus ကိုတင်ရင်လဲကျွန်တော်ကာလာတွေတက်နေရပါနော် ဒါပေမဲ့တခုရှိတာက तू ကဘလို့ဘလို့မျိုး ပြောင်းသွားတာလဲဆိုတော့အခုကျွန်တော်တို့ဒီမှာပေါ့နော်တစ်ချက်ကြည့်အောင်ဒီနေရာလေးတစ်ချက်ကြည့်ပေါ့နော်ကျွန်တော်တစ်ချက်နီးကပ်လေးပြပေးကြည့်မယ်သူရလူလူနောက်မှာရှိရဒီမီးလုံးပေါ့နော်မီးလုံးနေရာလေးကျွန်တော်တစ်ချက်ကြည့်အောင်အဲ့တော့ကျွန်တော် virus ကိုကျွန်တော်တင်ကြည့်လိုက်မယ် virus ကိုကျွန်တော်တင်ကြည့်လိုက်မယ်ဆိုရင်ငကိုကဒီမီးလုံးနေရာလေးကဒီနားလေးကနည်းနည်းဖြူရဒီအောက်နားလေးကနည်းနည်းလေး ကာလာနည်းနည်းပြရတာလားအဲအဲ့လိုမျိုးခင်းအောင်အဲအဲ့လိုမျိုးပေါ့နော်အယောင်နုနုလေးဖြစ်နေဒါပေမဲ့တူကိုကျွန်တော်တင်ကြည့်လိုက်တဲ့ခါကျတော့ဘာဖြစ်လဲဆိုတော့ okay မီလုံးကလည်းနည်းနည်းလေးအယောင်လေးနည်းနည်းဝါရဘက်ကိုနည်းနည်းရောက်သွားတယ်အောက်မှာရှိတဲ့ဒီအယောင်ကလည်းလုံးဝတိတိတိုင်ကြီးကိုတခြားအယောင်တစ်ခုကိုပြောင်းသွားတယ်အရင်တော့ကျွန်တော်တို့ကမိုးပြောင်းအောင်ပုံစံမျိုးလေးရှိရဆိုတော့ဒီမှာအခုခင်းအောင်လောက်ကိုပြောင်းသွားတယ်အဲ့တော့ကျွန်တော် vibrance ရဲ့အယောင်ပြောင်းလဲမှုကဘာနဲ့ဆိုင်လဲဆိုတော့ငါကရှိပြီးသားအယောင်မှာ သူကအနည်းဆက်ဆုံးအယောင်တွေလိုက်ပြီးတော့ပြောင်းပေးသွားတာပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီ vibrance ကိုကျွန်တော်တို့သုံးမယ်ဆိုလို့ရှင်အဲ तू ကတော့ဟိုဘယ်လိုပြောအောင်မလဲလူပုံတွေမှာသုံးရင်တော့ပို့ပြီးတော့မှပိုကောင်းတယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်ကြည့်ရအောင်ဒီမှာဆိုလို့ရှိရင်ကျွန်တော် vibrance ကိုနည်းနည်းတင်လိုက်တော့ပဲလူပုံလေးကနည်းနည်းလေးမှအယောင်လေးတစ်မျိုးလေးပြောင်းပြီးတော့မှအရင်မသိတာကိုโอเคဒီဒါကြီးပြောင်းလဲရတာမဟုတ်ဘဲနဲ့ပို့ပြီးတော့မှပို့ကြည့်ကောင်းတဲ့ကာလာလေးတစ်ခုဖြစ်သွားတာပေါ့နော်။โอเค အခုဒီမှာ25တင်ထားတယ်နော်ကျွန်တော်မကြည့် saturation ကိုကျွန်တော်25တင်ကြည့်ကြည့်လိုက်မယ် Okay saturation 25ဆိုလုံးဝမှာတော့ဒီ skin tone တွေအစအယောင်တွေပါလုံးဝတိတိသာပြောင်းသွားဒါပေမဲ့ virus ကိုကျွန်တော်တင်တဲ့ချိန်မှာလုံးဝမပြောင်းဘူးပေါ့နော်အဲ့လောက်ထိ25လောက်ထိထားကြည့်ကြည့်မယ် Okay အဲ့တော့ကျွန်တော်တို့ကအဓိကပြောချင်တာက virus မှာ virus ကိုတင်တယ်ဆိုလို့ရှိရင် သူ့မှာက saturation နဲ့မတူတာကဘာလဲဆိုတော့ high brush မှာကအလင်းတန်ဖိုးတွေဒီအယောင်တွေရဲ့အလင်းတန်ဖိုးတွေပါကျွန်တော်တို့ပါလာတယ်အဲ့တော့ကျွန်တော်တို့အဲတခုပြန်ပြီးတော့ပြန်ကြည့်ရအောင်ဥပမာထားပါတော့ကျွန်တော်တို့ကဒီလူမာဆိုလို့ရှိရင်ကျွန်တော်အဖြူယောင်ရှိတယ်ဆိုပါဆိုโอเคအင်ဂျီပေါ့အင်ဂျီယောင်လေးကြည့်အောင်ဒါငကူမူကြီးအင်ဂျီယောင်ကကျွန်တော်နိုးနှစ်ယောင်လေးဖြစ်နေ hybrid ကိုတင်တဲ့အချိန်မှာသူ့နဲ့အနီးစပ်ဆုံးကလာတယ်သူကလိုက်ပြောင်းပေးတယ်ပေါ့နော်လိုက်ပြောင်းသွားတယ်ပေါ့အဲ့တော့ပြောချင်တာက vibrance ဒီ ကျွန်တော်တို့ကဒီလူပုံတွေပြင်တဲ့ခါကျရင်တော့ပြဿနာမရှိဘူးကျွန်တော်တို့ကဒါကတော့ပြဿနာဟိုငကိုဒီအင်ကြီးအယောင်တွေဆိုတာကကျွန်တော်အမျိုးမျိုးပြောင်းလဲလို့ရတာဖြစ်တဲ့ကြောင့်ဒီဒါကတော့ AC ပဲပေါ့နော်အဆင်ပြေတယ်ပေါ့ဒါပေမဲ့ saturation ကျတော့ကျွန်တော်ဒီလူပုံတွေကိုသွားပြင်တဲ့ခါကျရင်ဘာဖြစ်လဲဒီ skin tone ထိတာတွေပြီးတော့ငကိုရှည်ရင်းဆွဲအယောင်တွေပို့ပြီးတော့ပိုခက်ကြမ်းကြမ်းဖြစ်သွားတာပေါ့နော်အဲ့တော့နောက်ခုမှတ်ကမှာ vibrance ကြီးကျွန်တော်တို့ကလူပုံတွေပြင်တဲ့ခါကျရင်တော်တော်လေးအဆင်ပြေတယ်ကျွန်တော် saturation ကကြတော့ကျွန်တော်တို့ဒီလူမဟုတ်တဲ့ဒီရှုခင်းပုံတွေတခြားဒီ interior ပေါ့နော်စသဖြင့်အဲ့လိုမျိုးပုံတွေမှာကျွန်တော် saturation ကိုတုံးတာတော့ပို့ပြီးတော့အဆင်ပြေတယ်။ဘာလို့လဲဆိုတော့ထားပါတော့ကျွန်တော်ဒီရှုခင်းပုံရှုခင်းပုံတစ်ပုံရိုက်လိုက်တယ်။ကျွန်တော်ရိုက်ထားတဲ့ပုံက sunrise ပေါ့နော် sunrise ဆိုလို့ရှိရင်ကျွန်တော်နေထွက်လာမယ်ပြီးတော့မြူလေးတွေပိုင်းပါမယ်ပြီးတော့နှကောင်းခင်ကလည်းပြခြင်းပြနေမယ်ပေါ့နော်စသဖြင့်ပေါ့ အဲ့ဒီအချိန်မှာကျွန်တော်က saturation တင်လိုက်ခါကျရင်ငါကိုရှိပြီးသားအယောင်လေးကပို့ပြီးတော့တောက်ပြီးတော့မှပို့ဆူသွားနိုင်တယ်ပေါ့နော်အယောင်တွေကတော့ပြောင်းလဲမှုရှိမှာမဟုတ်ဘူးအဲ့လိုမဟုတ်ဘဲနဲ့အဲကျွန်တော်က virus ကိုဒါတင်လိုက်မယ်ဆိုလို့ရှိရင်ကောင်းကင်ကငါကိုတော့က sky blue ဖြစ်နေပေမဲ့ virus ကိုကျွန်တော်တင်တဲ့အချိန်မှာ sky blue ကနေအဲသူကခင်းရင်းရင်းအောင်နော် ပုံစံမျိုးတွေဖြစ်နေ violence color တွေဖြစ်သွားနိုင်တယ်ဆက်ဖြစ်ပေါ့နော်သူရဲ့အနီးစပ်ဆုံး color တွေသူလိုက်ပြောင်းသွားနိုင်တယ်အဲ့တော့ကျွန်တော်ကဒီ hue game ပုံတွေဆိုလို့ရှိရင်ဒီ virus ကိုသုံးမယ်ဆိုလို့ရှိရင်နည်းနည်းလေးတော့အနေရတော့များတယ်ပေါ့နော်မဲဆိုတော့နည်းနည်းလေးခက်ခဲရှိနိုင်တယ်အဲ့တော့ကျွန်တော်ကအဓိကပြောချင်တာကဒီ virus နဲ့ saturation ကိုကျွန်တော်အနှစ်ချုပ်လေးနည်းနည်းပြန်ကောက်ပေးမယ် saturation ဒီငကိုရှိရင်းစွဲအယောင်တွေကိုပဲပို့ပြီးတော့တောက်အောင်လုပ်ပေးတဲ့အရာတစ်ခု virus ကကြတော့ သူ့မှာကအယောင်နေအပြင်သူ့ကိုတင်တာပဲဖြစ်ဖြစ်ရှော့တာပဲဖြစ်ဖြစ်သူ့မှာအလင်းတံမိုးတွေပါပါတယ်ပြီးတော့နောက်တစ်ခုကသူ့ကိုပြောင်းလိုက်မယ်ဆိုလို့ရှိရင်ငကိုရှိရင်ဆိုရင်အယောင်ရဲ့အနီးဆက်ဆုံးအယောင်တွေသူ့ကအယောင်တွေလိုက်ပြောင်းပေးတယ်ဖြစ်တဲ့အတွက်ကြောင့်သူတို့နှစ်ခုရဲ့ပြောင်းလဲမှုကတာမန်ကြည့်မယ်ဆိုရင်တူတူလိုလိုရှိတယ်ဆိုရင်ပဲတကယ်တကယ်အလုံးလုံးတဲ့ခါကျရင်တော့မတူဘူးပေါ့နော်အဲ့တော့မိတ်ဆွေတို့ညာရှိသူတို့ဒီအရာလေးကိုအဲတေချာလေးစင်ကျင်ပြီးတော့ လက်တွေ့မှာအသုံးချကြည့်ပါပေါ့နော်ကျွန်တော်အဲ့လိုလေးပဲအကြံပြုခြင်းနဲ့အဲကျွန်တော်ပြောတာနည်းနည်းလေးရှုပ်ကောင်းရှုပ်နိုင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်လည်းအဲမိတ်ဆွေတို့ပြန်ရှင်းပြဖို့အတွက်အဲတော်တော်လေးအဲဘလိုနီးလန်းနဲ့ပြောပြရဲနားလေလွယ်မလဲဆိုတော့ကျွန်တော်အများကြီးစဉ်းစားပြီးတော့မှအဆင်ပြေမဲ့အရာလေးတခုကိုကျွန်တော်ပြောပြတာဖြစ်တယ်တကယ်လို့ကျွန်တော်ပြောတာနားမလဲဘူးတကယ်လို့ဟိုကြည့်ရနည်းနည်းလေးရှုပ်တယ်ဆိုလို့ရှိရင်လည်းတခြားလောက် comment လေးမှာရေးထားပေးပါကျွန်တော်ဒီထပ်ပို့ပြီးတော့မှအဲပိုကောင်းတဲ့ နေရာလေးနဲ့ကျွန်တော်ထည့်ပြီးတော့ရှင်းပြပေးမယ်ပေါ့နော်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်